ဆိုတော့ကျွန်တော်တို့၄နှစ်ထိကျွန်တော်တို့နဲ့အတူတူပြင်ပန်းခံနှစ်နာခံဆင်းရဲခံခက်ခဲတွေမျိုးစုံကိုကြံ့ကြံ့ခံပြီးတော့မှ၄နှစ်တာခီးကိုသူရှောက်လန်းခဲ့တဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်ညီကိုညီမအားလုံးကိုကျွန်တော်တို့ဒီနေ့ဒီနေရာကနေပြီးတော့မှအတိမတ်ပြုလေးစားကြောင်းဖော်ထုတ်ပြောကြားလိုပါတယ်စစ်အာဏာရှင်များတတ်ဆိုးမရှိရန်တော်လိုင်းတိုက်ပွဲကိုအောင်မြင်အောင်ချက်ကုတ်ချက်ခဲဆက်လက်တိုက်ပွဲဝင်ကြဖို့ ဝရင်းနီမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ်မာဝီက KNDF တီထောင်ခြင်း၄နှစ်ပြည့်မှာတည်င်းစကားပါတိုက်တွန်းလိုက်ပါတယ်။အာနာဘိန်းစစ်တပ်ကိုလက်နက်ကင် တော်လှန်ဖို့2021မေလ31ရက်မှာဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KNDF ကိုစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့မှာခက်ခဲပေါင်းများစွာဆက်လက်ပြီးရင်ဆိုင်ကြဖို့လည်းရှိတယ်။သို့တော့စစ်အာဏာရှင်တွေတပ်ဆိုးရှိနေတဲ့ရွေးကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှ ကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ချမ်း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 သာသာမနေရဘူးဆိုတဲ့အခြေအနေတစ်ခုကိုလည်း ကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြဲရှိဖို့လိုပါတယ်လို့လည်းမာဝီကပြောဆိုလိုက်တာဖြစ်ပါတယ်။ထို့ကြောင့်တိုက်ပွဲကိုအောင်မြင်အောင်ချက်ကိုချက်ခဲဆက်လက်ပြီးတိုက်ပွဲဝင်သွားကြဖို့၎င်းကတိုက်တွန်းထားတာပါ။ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ကြိုးစားသွားမယ်ဆိုရင်တော့မကြခင်အောင်မြင်မှုပန်းနိုင်ကိုကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်က၎င်းရဲ့ခံယူချက်ကိုရှင်းပြပါတယ်။ထို့ပြင်တော်လိုင်းခေးချမ်းမှာစကြက်ခန့်တောင်းခံပြီးဘုံနဲ့လင်းရင်ဘုံနဲ့များနဲ့လက်နက်ကြီးတန်းများမှာစကြက်ခန့်ပေးက ဆင်းရဲတဲ့အတွင်းမှာထောက်ပံ့ပေးနေတဲ့ပြည်သူတရလုံးကိုကျေးဇူးမှတ်တမ်းတင်ဂုဏ်ပြုကြောင်းလဲကိုမာဝီကဆိုပါတယ်။လူထုသာမရှိရင်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်မလို့လူထုကလည်းဒီကနေ့လေးနှစ်ပြည့်မှာအထုတက်လဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်လို့၎င်းကဆိုပါတယ်။အပင်မခန့်အနစ်နာခန့်အဆင်းရဲခန့်အခက်အခဲမျိုးစုံကိုကြံ့ကြံ့ခံပြီးလေးနှစ်တာခီအတူလျှောက်လန်းလာတဲ့ရဲဘော်ရဲဘက်ညီအကိုညီအမများအားလုံးကိုလည်းအတိမတ်ပြုလေးစားကြောင်းလဲ၎င်းကဆိုပါတယ်။ တိတ်မကြခင်ရောက်ရှိလာတော့မဲ့ကာလတွေမှာကျွန်တော်လက်ထက်မှာဂန်းတွေကင်ထားတာမဟုတ်ဘဲနဲ့ပန်းတွေကင်ထားပြီးတော့ကျွန်တော်တို့အတိုင်းပြည်တဲ့တခုလူမှုအတိုင်းဝန်တဲ့တခုမှာကျွန်တော်တို့ပြန်ဆောင်ကြမယ်လို့ KNTF ဒုစရေဦးစီးချုပ်ကသတင်းစကားပါထားပါဗျာ။အာဏာသိမ်းစစ်တပ်ကိုတော်လှန်ရမှာအားကောင်းတဲ့ KNTF အပါအဝင်ကရင်နီတပေါင်းစုကြောင့်ကရင်ပြည်နယ်မှာစစ်ကောင်စီရဲ့တပ်မ66ပြုတ်ခဲ့ပြီးတပ်မမိုးများအပြောင်းလဲရှိခဲ့ပါဗျာ။ထို့ပြင်အရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ရာလခမတယင်းများအပါအဝင်တပ်မ55 66 89 90နဲ့စတဲ့တက်မများစွာကိုကရနီတိုက်ပွဲများသို့စစ်ကောင်စီကအားဖြည့်ခဲ့ရပါတယ်စစ်ကောင်စီရဲ့လေရင်၃စီးကိုပါပြစ်ချထားနိုင်ပြီးတိုက်လင်မှုဘုံမှုခိုင်တန်မှုကိုပါလက်ရဖမ်းမိခဲ့တာဖြစ်ပါတယ် KNTH မှာဗျူဟာ၉ခုနဲ့တရင်35ခုထိရှိလာပြီးတပ်ဖွဲ့ဝင်အင်အား1000ထက်မနည်းရှိနေကြောင်းလည်းသိရပါတယ်၄နှစ်ပြည့် KNTH အတွက် AA TNL နဲ့ MDA ညီနောင်မမိတ်၃ဖွဲ့အပါအဝင်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အဖွဲ့အစည်းများကဂုံပြူတဝန်လာများပေးပို့ခဲ့တယ်လို့သိရပါဗျ။ကြောက်ဖြူတိုက်ပွဲမှာ AA အသားစီးရသွားတဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။တရုတ်ရင်းနှီးမြုံနှံမှုစီမံကိန်းများတည်ရှိရာကြောက်ဖြူမြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးမေလာတတိယပတ်တိုက်ပွဲများမှာတမစတမဘုံမှုချုပ်တို့နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားတည်ဆုံခဲ့ပြီးဒုဘုံမှုကြီးတို့နဲ့စစ်တုံးမန်းများကိုလည်းအာရခတက်တော် A ကဖမ်းဆီးနိုင်ခဲ့ပါဗျ။မေလာ29ရက်နေ့က ကျောက်ဖြူမြို့အမှတ်32ရဲတရင်ကာကင်စခန်းဖြစ်တဲ့နှမ်းဖဲတောင်စခန်းသိန်းတိုက်ပွဲမှာတမစစ်တချင်းမြန်တရင်ဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့တေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ကျော်မျိုးအောင်မှာအေးအေးလက်ဖြောင်းတပ်နဲ့တမကပြစ်ခတ်တဲ့ကြီးထိမှန်တေဆုံးခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ထို့ပြင်မေတာ30ရက်နေ့ကကျောက်ဖြူမြို့နယ်မင်းတက်တောင်ချေးရွာနီးတိုက်ပွဲမှာဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်နဲ့စစ်တုံးမှန်30ထက်မနည်းကိုအေးအေးကဖမ်းဆီးနိုင်ခဲ့တယ်လို့စစ်ရေးအခြေအနေသိတဲ့ဒေသခံချို့ကပြောပါတယ်။ အေအေကထိုးစစ်တိုက်နေတာမဟုတ်ဘူးစစ်ကောင်စီကမြေပြင်ဆင်းလာပြီးတိုက်နေတာစစ်ကောင်စီလည်းစစ်ကြုံပြီးပြန်ဆုတ်မရတော့ဖျော်ဖျဲဖြစ်နေတာပါဖမ်းမိထားတဲ့အရာရှိပိုင်းတွေရှိသေးတယ်အခုကကျွန်တော်တို့အတီးပြုတ်နိုင်တယ်လို့စင်းပါလို့ဒေသခံသတင်းမြများကရှင်းပြထားပါတယ်ဘုံမကျုပ်ကျော်မျိုးအောင်ဟာကြောက်ဖြူတို့စစ်ကူပုတ်ခံရတဲ့တပ်မစစ်တပ်ချင်းမြန်တရင်ဌာနချုပ်မှဖြစ်ပြီးမသေးဆုံးမိကဘုံမကြီးအဆင့်ဖြစ်ကတေပြီးမှဘုံမကျုပ်ရာထူးဒိုးပေးခံရခြင်းဖြစ်တယ်လို့စီးရေးလိလသူတို့ကပြောပါတယ်ဒိုးဘုံမကြီးကျော်လင်းကြိုင်ဟာလည်းတိုင်းစစ်ဦးစီးမှုပထမတိုင်းဖြစ်ပြီး ကြောက်ဖြူမျိုးဆက်မှုလက်မှုတင်တဲ့ကြောင်းအတွင်းတက်ဆွဲပြီးအေအေရှိရာနေရာအားစစ်ကြောင်းထိုးစင်ဖမ်းဆီးခံရရခြင်းဖြစ်တယ်လို့သိရပါဗျ။သူနဲ့သူအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတော်တော်များများပိတ်မိသွားတာ30ထက်မနည်းဘူး။အဲ့ဒီထက်လည်းများနိုင်တယ်လို့ရခိုင်စီးရဲသတင်းမြင့်များကပြောဆိုထားပါဗျ။ထို့ပြင်ဗိုလ်မှူးကြီးအဆင့်ရှိနောက်ထပ်ဗျူဟာမှုတစ်ယောက်လည်းအေအေကဖမ်းမိထားပြီးတရေမထုတ်ပြန်သေးခြင်းဖြစ်တယ်လို့၎င်းကဆက်ပြီးပြောပါဗျ။အေအေကြောက်ဖြူမျိုးသိန်းတပ်ဖွဲ့ကိုပြီးခဲ့တဲ့ဇန်နဝါရီလမှစတင်ပြီးဖြည်းဖြည်းချင်းအရှိန်မြှင့်တင်ခဲ့ပြီး ရညောင်ရီရေတပ်စခန်းဌာနချုပ်အနီးကာကဲစခန်းများကိုတည်ယူနိုင်ခဲ့သည့်အထိစစ်ရေးအသားစီရရှိခဲ့ပြီးတဲ့နောက်မလာ28ရက်ကလောက်ခတ်ခဲ့တဲ့စကိုင်းငင်းကြီးကြောင့်အပြည့်ရထားစဉ်စစ်ရေးအရှိန်နဲ့ရော့ချသွားခဲ့ပါတယ်။ကြောက်ဖြူမြို့မှာတရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ကြောက်ဖြူအထူးစီးပွားရေးဆောင်ရေနံစိတ်ကန်စီမံကိန်းမြန်မာတရုတ်ရင်းနှံပိုက်လိုင်းစီမံကိန်းစတဲ့ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကြီးမားတဲ့စီမံကိန်းကြီးများရှိနေပါတယ်။အထူးစီးပွားရေးဆောင်စီမံကိန်းအကောင့်ထဲပေါ်ရေးနောက်ဆက်တွဲစာချုပ်ကို2023ခုနှစ်ဒီဇင်ဘာ26ရက်နေ့ကစစ်ကောင်စီကတက်တန်းထုတ်ချုပ်ဆိုထားပြီး လာမယ့်ရန်အနေငယ်2025ခုနှစ်ဇွန်လ25ရက်မှာတက်တန်းတိုးကာလာပြည်မှာဖြစ်ပါတယ်။ကြောက်ဖြူမျိုးအနီးတိုက်ပွဲများပြင်းထန်လာချိန်မှာမန္တလေးစစ်တပ်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့မြန်မာအထူးစစ်ပွဲဇွန်ဆိုင်ရာဗဟုအခွင့်အစည်းဝေးမှာစစ်ကောင်စီဒုကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကကြောက်ဖြူအထူးစစ်ပွဲဇွန်စီမံကိန်းကိုအောင်မြင်အောင်ဆောင်ရွက်ရန်ပြောဆိုခဲ့ပါတယ်။တိုက်ပွဲများပြင်းထန်နေစဉ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်ချို၄ချောင်းမှရောက်ရှိလာခဲ့ပါတယ်။ အထူးစီးပွားရေးဆောင်တဲ့ရေနက်စကန်စီမံကိန်းများနေရာမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားတယ်လို့မြို့ကန်သတင်းမြင့်များကပြောဆိုထားပါတယ်။ယခုရပိုင်းတိုက်ပွဲတွေမှာတရုတ်နိုင်ငံသားများအပါအဝင်အထူးစီးပွားရေးဆောင်မှဝန်ထမ်းချို့ထွက်ပြေးသွားကြောင်းသတင်းများထွက်ပေါ်နေတော့လဲတီးခြားအတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ဖော်ပြထားပါတယ်။အေအေအနေနဲ့တရုတ်အစိုးရပြင်နိုင်ငံတကာယင်းနှိမ့်မြုံနယ်မှုများကိုအလေးထားကြောင်းနဲ့အကားအကွယ်ပေးသွားမယ်လို့တရားဝင်ထုတ်ပေါ်ပြောကြားထားပါတယ်။ နိုင်ငံတကာယင်းနှိမ့်မြှုပ်နှံမှုများမထိခိုက်အောင် A ကသတိထားရစီရေးဖော်ဆောင်နေရတယ်လို့ A နဲ့နှိစက်တဲ့သတင်းမြစ်ချို့ကရှင်းပြထားပါတယ်။ကြောက်ဖြူမျိုးပြင် A နဲ့စစ်ကောင်စီဟာစစ်တွေမျိုးမှလည်းစီရေးတင်းမာနေတာဖြစ်ပါတယ်။အဆိုပါနှမျိုးစလုံးမှတိုက်ပွဲသတင်းတွေကို A ကအသေးစိတ်ထုတ်ပြန်ခြင်းမရှိတော့လဲ။စစ်ကောင်စီထိုးစစ်များကိုခုခံနေပြီးတိုက်ပွဲဖြစ်ထန်နေကြောင်းပြီးခဲ့တဲ့ AB လ9ရက်ကထုတ်ပြန်ထားပါတယ်။ယခုရက်ပိုင်းကြောက်ဖြူမျိုးမှာစစ်ကောင်စီအရာရှိများအားဖမ်းဆီးမှုမတိုင်မီ AA နောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီအရာရှိများ အမှတ်69ချင်းမြတ်တမဌာနချုပ်ယာယီနီးပြောင်မှုဒုတိယဘုံကြီးကြောကြောသက်ဖြစ်ပါတယ်။၎င်းကငဖဲမြို့နယ်ဂုံစီယိုချေးရွာနီးပြည်ကတဲ့မလကတိုက်ပွဲမှာအေအန်ပူပေါင်းတပ်များကဖမ်းမိခဲ့ခြင်းလည်းဖြစ်ပါတယ်။ထို့ပြင်အေဟာမျိုးသိန်းတိုက်ပွဲများမှာစစ်တုံးမှန်းထောင်ချီပြီးဖမ်းဆီးထားပြီး၎င်းတို့ထဲမှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်အဆင့်၄ဦးထိပါဝင်နေပါတယ်။မောင်တော်မျိုးသိန်းတိုက်ပွဲမှာအမှတ်15စစ်စင်ရဲကုတ်ကဲမှုဌာနချုပ်စကခ15စကခမှုဗိုလ်မှူးချုပ်သူရိန်ထွန်းအမ်းမြို့မှာအနောက်ပိုင်းစစ်ဌာနချုပ်နာပါခအာတင်းယူခဲ့တဲ့တိုက်ပွဲမှာ ဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်ထွန်နဲ့တိုင်းဥစည်းချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်း၂024ဖေဖော်ဝါရီလဇာမိုင်ကကြောက်တော်မြောက်ဦးမဲများမျိုးနဲ့များမှာစကခကိုလောက်ခံတဲများကိုအေအေကတိုက်ခိုက်စဉ်စကခကိုတတ်မှမှုဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းမိထားတာဖြစ်ပါတယ်ထို့ပြင်2024ဖေဖော်ဝါရီတွင်တိုက်ပွဲမှာမြောက်ဦးခမရ389အားတိုက်ခိုက်သိမ်းပိုက်စဉ်တပ်မစစ်တပ်မဘူဘုံကြီးမင်းမထွန်းတေဆုံးခဲ့ပြီးပလောက်ဝချေဆိုင်စကကစကိုရှေးတန်းဌာနချုပ်တပ်မဘူဘုံကြီးဇင်မျိုးဆွေကြာဆုံးဖြောက်ဆုံး ရေတဲ့နှမြုပ်ထွက်ပြေးလွတ်မြောက်သွားတာကိုအတိပြု၍မရနိုင်ကြောင်းနှုံးမှုမြောင်မှုဒုဗုံမှုကြီးပညာပိုင်ဆိုကိုတိုက်ပွဲကာလများမှာတနက်တရံများနဲ့အသေးဖမ်းဆီးရမိခဲ့တယ်လို့အေကထုတ်ပြန်ခဲ့ပါတယ်။2024ဒီဇင်ဘာလကအေရဲ့ကွာမျိုးသိန်းတိုက်ပွဲမှာလည်းတမ20နှစ်တမမှုဗုံမှုကြီးအောင်နေမျိုးနဲ့တမ17တမမှုဗုံမှုကြီးတန်ဆိုဝင်ဒီဇင်ဘာလ10ရက်ကမောင်တော်မြို့နယ်နေချောင်းတပ်ဖွဲ့ကွဲ မောင်တော်မြို့နယ်နေချောင်းတပ်ဖွဲ့ကွဲနာခခငါအားတင်းယူစဉ်ထွက်ပြေးတဲ့ ဘုံမူကြီးအောင်နေမျိုးတို့သေဆုံးခဲ့တယ်လို့အေကထုတ်ပြန်ခဲ့ပါတယ်။နာမခတိုင်းမူဘုံမူကျော်ကျော်စွာဦးဟာစစ်တွေမျိုးမှာရှိနေကြောင်းလည်းဖော်ပြထားပါတယ်။ကြောက်ဖြူမျိုးနဲ့မှာဒညဝရီရေတစကန်အပြင်တောင်ဝကြီးရေတစကန်နဲ့အုံချွေရေတစကန်တို့အပြင်ခါလရ34ခါမရ940နဲ့ခါမရ943အမှတ်30နဲ့ရဲတရင်တို့ရှိနေပါတယ်။ထို့ပြင်စစ်မှုထမ်းတင်းတန်းစင်များမိသက်တပ်ဖွဲ့ဝင်များကိုအဓိကထားရှိတဲ့စစ်ဆေးရေးဂိတ်များလည်းရှိနေပါတယ်။စစ်တပ်အခိုင်အမာနေရာယူထားတဲ့တိုင်းများရှိနေသေးတာကြောင့် အေရဲ့ကြောက်ဖြူမျိုးသိန်းတိုက်ပွဲဟာခက်ခဲနိုင်သေးကြောင်းလည်းစီးရီးလေးလာသူတို့ကပြောဆိုထားပါဗျ။ခက်ခဲပေမဲ့နောက်ဆုံးမှာအေကနိုင်ယူသွားလိမ့်မယ်။အေအကြောင်းလဲခင်ဗျားတို့သိကြတာပဲလို့၎င်းကတုံ့သက်ပြောဆိုထားတာပဲဖြစ်ပါဗျ။